ကားဒရိုင်ဘာကသီကန်းဖောက်မောင်းနဲ့ဖမ်းတဲ့ရဲကဖမ်းတယ်ဒါပေမဲ့ဓမ္မအမေးဖြေလုပ်နေတဲ့ဥဒ္ဓိကဖြစ်နေလို့ပြန်လွှတ်လိုက်တယ်ဆိုတော့အဂတိမှုကျူးလွန်လိုက်တာဟာဒါဟာဓမ္မလားပေါ့သီကန်းဖောက်လိုက်တာဟာဓမ္မလားပေါ့ဓမ္မဝေရက္ခတိဓမ္မစာရိဆိုတာဒါမှန်မှန်ကန်ကန်လောက်တဲ့ပုံကိုယ်တွေအတွက်ကိုပြောတာဗျာမှန်မှန်ကန်ကန်လောက်တဲ့ဆိုတာဓမ္မကိုဓမ္မအတိုင်းကျင့်တာဗျာဓမ္မဆိုတာအမှန်တရားလေအမှန်ကိုအမှန်တိုင်းပြောတဲ့ အရာအဲ့ဒီဥစ္စာတွေကိုလုံးမကုတွေးလို့ပြောမစွင်ဖျားထားတော့သီလပဲဖြစ်ဖြစ်တမာရီပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ်သီလဟူသီလအတိုင်းမှန်မှန်ကန်ကန်ကျင့်တဲ့ပုံကိုယ်တွေကိုဒါဓမ္မဟူဓမ္မအတိုင်းကျင့်တဲ့ပုံကိုယ်အဲ့ဒီပုံကိုယ်တွေကိုဓမ္မပြန်ပြီးတော့စောင့်ရှောက်မှာပေါ့ဗျာမှန်ပါဘူးဥစ္စာ तू ကဓမ္မဟူဓမ္မတိုင်းကျင့်တာမှာမဟုတ်ပဲနဲ့ဗျာဒါအနုနည်းနဲ့လိန်တာလေမှန်ပါပြောပြရင်အနုနည်းနဲ့ရှောင်လွှဲတာဒီတိုင်းပြည်ဘန္တာကိုခိုးတာပဲဗျာမှန်ပါအဲ့ဒါခိုးတာဆိုတော့ तू အဲ့လောက်တော့သိရမှာဒါက ဓမ္မကိုဓမ္မနဲ့ကျင့်တယ်မဟုတ်တဲ့အတွက်ဓမ္မဝေရခတိဓမ္မစာရိနဲ့ဘာမှမဆိုင်ပါဘူးဗျာမိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါရဟန်းသူသားဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း22ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း22မှာလွန်ခဲ့တဲ့ရပိုင်းလောက်ကပေါ့တစ်လလောက်ရှိပြီနဲ့တူပါတယ်ယူကျပေါ်မှာပေါ့နော်ဓမ္မအမေဖြေတွေလွတ်လွတ်နေတဲ့ကိုတော်တစ်ပါးပေါ့ဥဒတိကဥဒတိကတင်လိုက်တဲ့ ပို့တစ်ခုနဲ့ပတ်သက်ပြီးတော့မှဒါဓမ္မနဲ့ညီမညီဆိုတာကိုဝေဖန်ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဆရာတော်တင်ထားတာကဓမ္မကြီးအကျိုးကျေးဇူးကြီးမားပုံပြောရအောင်မယ်ဒီနေ့ဖျားဖို့အပြန်မိထီလာနေမှာပေါ့ဦးသိန်းရဲ့ကားဆရာလေးကကီလိုနဲနဲကျော်မောင်းမိလို့ကားကိုဖန့်စစ်တဲ့အခါတဲ့ စ်တဲ့ရဲကဥသိန်းကိုမြင်ပြီးတော့ဟာအွန်လိုင်းပေါ်မှာဓမ္မအမေးဖြေတွေလုပ်နေတဲ့ရေးထားတာတော့အွန်လိုင်းလိုရေးထားတာပဲဟိုအွန်လိုင်းလိုရေးထားတာဖြစ်မှာပါဒါပေမဲ့လွန်လိုင်းလိုဖြစ်နေတယ်ပေါ့နော်ဆိုတော့အွန်လိုင်းပေါ်မှာဓမ္မအမေးဖြေတွေလုပ်နေတဲ့ဆရာတော်ပဲကြွပါကြွပါဆိုပြီးတော့လွတ်ပေးလိုက်တယ်တဲ့အကယ်၍ဥသိန်းကိုမသိရင်တဲ့ကီလိုကျော်မောင်းလို့ကားလိုင်းစင်အသိခံရပြီးတော့အနည်းဆုံးတသိန်းလောက်တော့ဒိုင်းမှာတည်ကြတယ်ဆိုပြီးတော့မှ တင်ထားတဲ့ဟာပါဒါဒီရဟာကဥသင်သူတင်ထားတဲ့ဟာကိုဓာတ်ရိုက်ဥသင်ရရှိခဲ့တာမဟုတ်ပါဘူးဒီဟာတင်ပြီးလို့ပြည်သက်တွေကဝိုင်းပြီးတော့ဝေပန်းပြောဆိုကြတဲ့အခါမှာဒီဥသောတိကကဒီပုတ်ကိုဖြတ်သွားတယ်လို့ဆိုပါတယ်ဒီဟာဥသင်သခရချော့ကိုမအေးပုရဲ့အကောင့်ကနေမှာဥသင်သူတင်ထားတဲ့ပုတ်ကနေမှာရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဥသင်တို့ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် တကယ်တကယ်ဆိုလို့ရှိရင်ဒါစီကံဖောက်ပြီးတော့မှမောင်းနေတဲ့ကားဒရိုက်ဘာပေါ့ဟုတ်ပြီကားဒရိုက်ဘာကစီကံဖောက်မောင်းနေဖမ်းတဲ့ရဲကဖမ်းနေဒါပေမဲ့ဓမ္မအမေးဖြေလုပ်နေတဲ့ဥဒ္ဓိကဖြစ်နေလို့ပြန်လွှတ်လိုက်တယ်ဆိုတော့ဒီအပေါ်မှာဦးဇင်းတို့အဂတိ၄ပါးတည်းကနေပြန်ရှင်ကြည့်မယ်ဆိုရင်ဒါစန္ဒာဂတိညှိနေတာတော့တရားသွားပြီပေါ့နော်တရားသွားပြီဒါကဖမ်းတဲ့ရဲရဲ့အပိုင်းဆိုတော့တစ်ဖက်ကဥဒ္ဓိကလည်းပဲဓမ္မအမေးဖြေတွေလုပ်နေတဲ့ဓမ္မဝါဒီ တပါးပေါ့နော်ဟိုပြောမယ်ဆိုတော့ဓမ္မရရပေါ့ဓမ္မကိုဆောင်းတော်မူတဲ့ယဟန်တပါးဖြစ်နေပါရဲ့နဲ့ဒီလိုလွတ်ပေးလိုက်တာကိုသူကပျော်ပျော်ပါးပါးကြီးလက်ခံပြီးတော့မှဒါဓမ္မကြီးသူပဲဓမ္မဆောင်းနေလို့ပေါ့နော်အဲဓမ္မနဲ့ကျင့်သုံးနေလို့ပေါ့ဓမ္မကငါ့ကိုဆောင်းချောက်တာပဲဆိုတော့ပုံစံမျိုးနဲ့ရေးလိုက်တဲ့အရေးသားတစ်ခုပဲဖြစ်ပါတယ်ဆိုတော့အာဂတိမှုကျူးလွန်လိုက်တာဟာဒါဟာဓမ္မလားပေါ့စီကံဖောက်လိုက်တာဟာ ဓမ္မလားပေါ့နိုင်ငံတစ်ခုမှာဥပဒေကိုဥပဒေတိုင်းအညီလိုက်နာကျင့်သုံးတော်ရွက်သွားလာလှုပ်ရှားနေတာဒီဓမ္မနဲ့ညီနေတာပဲဆိုတော့မိမိရဲ့ကားစရာကဓမ္မနဲ့မညီစီကန်းကိုဖောက်ဖြတ်တဲ့အတွက်ဒံငွေဆောင်ရမယ်ဒါမို့ရင်လိုင်စင်သိက္ခာမယ်ပြည့်တဲ့ပြည့်ကိုခံအောင်မယ်ဒါကြည်ကျင်နဲ့နဲ့ခံယူလိုက်တယ်ဆိုလို့ရှိရင်ဒါဦးဇင်းကတာရုခေါ်ပြီးတော့မှကျူသွားမယ်အနေထားမျိုးလေဆိုတော့လူအနေထားမျိုးဖြစ်တဲ့ကောင်တော့ပူဆိုးတာကဒါဟာဓမ္မရဲ့ကျေးဇူးဓမ္မအနေ ဆောင်းချောက်တယ်ဆိုပြီးတော့မှဒီဓမ္မဟဝေရခတိဓမ္မစာရင်းဆိုတဲ့စကားပေါ့ဒီစကားနဲ့ဦးသိန်းတို့ကင်ပြီးတော့မှပြောလိုက်တဲ့အပြောမျိုးနေသားမျိုးပဲဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဦးသိန်းဟိုမော်ဘီဆယ်တော်နဲ့ဆက်သွယ်ပြီးတော့ဦးသိန်းမေးမြန်းထားတာလေးကိုအေးပြန်လဲပြီးတော့အေးတင်ပြပေးပါမယ်မမဗျာအဲတပည့်တော်တို့ရဲ့ဓမ္မကပေါ့နော်ဟိုစီကံဖောက်တာပြီး ုပ်နေတာပြီးကူစောင့်ရှောက်တယ်ဆိုတာသဘာဝကြနိုင်မှမလားပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှာပေါ့ဥဇတိကရဲ့အပြုတ်မှုတွေနဲ့ပတ်သက်ပြီးတော့မှာတေတော်ရဲ့အမြင်ကိုမင်ကြပြီဖို့ဒီတော့ယူသေးသွားလျောက်ထားပါတယ်ဗျာမှန်ပါအာ तू ကတသက်မဲ့ဗျာဓမ္မကိုအသုံးချတာပဲဗျာဓမ္မကိုတို့ချင်တော့ဓမ္မကိုမဟုတ်တဲ့နေရာမှာသွားပြီးတော့အသုံးချတာဒီလိုမှာတန်ခါဂုံထဲမှာပါတဲ့ဥစုပရိပန္နဂုံမောအဲ့ဒါကြည့်ကြည့်ပေါ့ သူ့ရဲ့အဲ့ဒီဖြောင့်မတ်တဲ့ဂုံပြောင်းနေတာဗျာခုဒီကိုယ်တော်ကပြောမှဆိုလို့ရှိရင်ဗျာရှက်တဲ့နာကိုရှက်အောင်မသိကြောက်တဲ့နာကိုကြောက်အောင်မသိဘူးဗျာမှန်ပါပြီလို့ဟိုမှာသူတော်ကောင်းတရားခုနှစ်ပါးထဲမှာရှိတယ်လေတတ္တတိလသုတ္တစာကပညာဟိရိဥတ္တပဆိုတဲ့ဒီသူတော်ကောင်းတရားခုနှစ်ပါးထဲမှာရှိတဲ့ဟိတိနဲ့ဥတ္တပတရားပြောင်းနေတာဒီကိုယ်တော်ကမမဒီလိုင်းပေါ်သူကမတင်မဲ့ထားလို့ရှိရင်သူ့အတွက်ကောင်းပါဗျာ ကိုကတင်လိုက်တော့သူ့မှာအဲ့ဒီရှိနေတဲ့ဥစုဒီလိုတန်ခါကုန်တော့ပါတယ်ဥစုပြိပန္နဂုံဆိုတာအဲ့ဒီအုပ်ဆိုင်ကလုံးဝပျောက်ထွက်သွားတာမှန်ပါပြောမစင်ဒီလိုဟိုယဟန်လောကရဲ့ဒီလိုဝါဘော့ဖျားဒီဒုတိယပါရာဇိကရဲမှာခိုးခြင်း25ပါတယ်တိုင်းမီဘာဘန္နာကိုအနုနည်းနဲ့ရှောင်လွဲတာသူအဲ့ဒီလောက်လောက်မသိဘူးလားဗျာအဲ့ဒီပုံကိုတွေကကဓမ္မအမေးဖြေလုံနေတဲ့ဆိုတော့ဒါဓမ္မကိုတတ်တတ်မဲ့အတုံးချတာပဲဗျာ တကယ်တကယ်ကြတော့အဲ့ဒီပို့တင်တာရှက်ဆရာကြီးပါဗျာအဲ့ဒီပုံကိုတွေကတပြုတို့ဘာသာရေးမှာခေါင်းဆောင်တွေလုံနေကြတယ်ဆိုတော့တပြုတို့သာသနာနဲ့တွက်ကြည့်ပေါ့ဗျာတပြုတို့သာသနာနဲ့ရှက်တင်တာကိုရှက်ရမှမသိကြောက်တင်တာကိုကြောက်မှမသိဘူးဆိုတော့ဆရာဥအောင်သင်ပြောတာတဲ့ဒီစကားနဲ့ဆိုရင်တပြုတို့ဒီသာသနာလည်းပြတ်မှာပဲဗျာတကယ်တကယ်ကြတော့ဒါကြီးကရှက်ဆရာကြီးပဲအဲ့ဒီသူကအဲ့ဒါကိုသိရမှာဗျာနားလဲရမှာဓမ္မဟောဝေရက္ခတိဓမ္မသာရီ တရားဆောင်သူကိုဒါမှမဟုတ်လို့ရှင်တရားနဲ့အညီနေထိုင်သူကိုတရားကပြန်ဆောင်းလျှောက်တယ်ဆိုတာတပည့်တော်တို့သင်ကြားလေ့လာခဲ့ရတာဒီရှိပါတယ်ဗျာဆိုတော့ဥဒတိကရဲ့ပြောပုံဆိုပုံတွေကတရားက ဆောင်းလျှောက်တယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်သွားတာဖြစ်တဲ့အတွက်ဓမ္မဟောဝေဒကတိဓမ္မစာရီဆိုတဲ့တကယ်အနှစ်သာရကိုတေတော့အနေနဲ့မင်ကြပြပါအောင်ဗျာဓမ္မဟောဝေရခတိဓမ္မစာရီဆိုတာက ဒါမှန်မှန်ကန်ကန်လောက်တဲ့ပုံကိုယ်တွေအတွက်ကိုပြောတာဗျာမှန်မှန်ကန်ကန်လောက်တဲ့ဆိုတာဓမ္မကိုဓမ္မအတိုင်းကျင့်တာဗျာဓမ္မဆိုတာအမှန်တရားလေအမှန်ကိုအမှန်နဲ့ပြောတဲ့အရာအဲ့ဒီဥစ္စာတွေကိုလုံးမကုတွေးလို့ပြောမဆိုရင်ဗျာထားတော့သီလပဲဖြစ်ဖြစ်တမာရီပဲဖြစ်ဖြစ်ပညာပဲဖြစ်ဖြစ်သီလကိုသီလအတိုင်းမှန်မှန်ကန်ကန်ကျင့်တဲ့ပုံကိုယ်တွေကိုဒါဓမ္မကိုဓမ္မအတိုင်းကျင့်တဲ့ပုံကိုယ်အဲ့ဒီပုံကိုယ်တွေကိုဓမ္မပြန်ပြီးတော့စောင့်ရှောက်မှာပေါ့ဗျာ မှန်ပါဗျာကိုစား तू ကဓမ္မကိုဓမ္မတိုင်းကျင့်တာမှမဟုတ်ပဲနဲ့ဗျာဒါအနုနည်းနဲ့လိန်တာလေမှန်ပါပြောပြရင်အနုနည်းနဲ့ရှောင်လွှဲတာဒီတိုက်မြေဘန္နာကိုခိုးတာပဲဗျာမှန်ပါအဲ့ဒါခိုးတာဆိုတော့ तू အဲ့လိုတော့သိရမှာဒါကဓမ္မကိုဓမ္မတိုင်းကျင့်တယ်မဟုတ်တဲ့အတွက်ဓမ္မဝေရခတိဓမ္မစာရိနဲ့ဘာမှမဆိုင်ပါဘူးဗျာမှန်ပါဒါဓမ္မကို तू ကတက်တက်မဲ့အတုံးချလိုက်တာဓမ္မကိုကာပါယူလိုက်တာတကယ်တကယ်ကြတော့ရှက်စရာကြီးပါဗျာမှန်ပါဗျာတပည့်တော်တို့မြန်မာပြည်ကခွန်ကြီးတော်တော်များများကလည်း ဓမ္မကိုဆောင်းနေဆိုပြီးတော့ဓမ္မဒရအမိတွေလည်းခံထားကြတာရှိနေရပါတော့ဗျ။အခုဥသောတိကလိုလူတွေကဓမ္မမဟုတ်တာတွေကိုဓမ္မလို့ပြောဆိုနေကြတာလေ။ဆိုတော့မသူတော်တရားတွေမထွန်းကားမီသူတော်ကောင်းတရားတွေမမေ့မိမ်မီအကျင့်ပြတ်တွေမထွန်းကားမီအကျင့်ကောင်းများမမေ့မိမ်မီအာရမဘက်တာအာမကောင်းမီဓမ္မဘက်တာအာမယုတ်မီအကျင့်ပြတ်သမားများ အာမကောင်းမီအကျင့်ကောင်းသမားများအာမယုတ်မီဤသို့အချိန်မီကြိုက်မှာဓမ္မနဲ့ဝိနည်းကိုငါတို့သင်္ကာယနာသင်ညာစုလို့ရှင်မကတ္တပတိုက်တွန်းမှုကိုပထမသင်္ကာယနာဏိဒါမှာတပြိတော်တို့လေ့လာခဲ့ရပါတယ်ဗျာဒီလိုဓမ္မမဟုတ်တာတွေကိုဓမ္မလို့ပြောဆိုသူတွေပေါ်ပေါက်လာရင်ဖယ်ရှားရမဲ့တာဝန်ရှိနေတဲ့အတွက်ဒီလိုလူတွေကိုမဟာနာကရင်းမြူပဲနဲ့တည်တူရှုနေတဲ့အပေါ်မှာသေတော်ရဲ့အမြင်ကို မင်းကြပြပါဦးဗျာမှန်ပါဗျာတကယ်တကယ်ကြတော့ဓာရီကလည်းပြန်ဆန်းစစ်မယ်ဆိုရင်အဲ့ဒီနိုင်ငံတော်မဟာနာပေါ့ဗျာတန်တန်ကနိုင်ငံမှာဒါတောင်းဝင်နေရှိတာပေါ့ဒါနဲ့တန်ကနိုင်ငံဆိုတာလဲဆရာတော်တို့အားလုံးဒီလိုတို့သိပြီးသားပါပဲဗျာအာနာရှင်အတွက်အတုံးချကန်လုံနေတဲ့ဘဝဆိုတော့ဓာရီကသူ့တို့ရဲ့ဆန်းစစ်မှာမဟုတ်တော့ဗျာသူကအာနာရှင်ပြောရင်ပြောသလိုပဲသူကလုံနေရတာပဲ လုံနေဆိုတော့ဒီအာနာရှင်တွေကလည်းသူတို့တို့ဒီဖုံးဝင်းတွေကိုပြန်ပြီးတော့အသုံးချနေတာပဲဗျာအသုံးချဖုံးဝင်းတွေဘလောက်ပဲမှားမှားဘလို့ပဲအမှားတွေပဲလှုပ် အမှားတွေပဲပျော်ပျော်ဒီနိုင်ငံတော်မဟာနာဆိုတော့ဒီဆရာတော်တွေခုမှမဟာရတော်သိချပါတယ်ဗျာဘာဖြစ်လို့ဆိုတော့သူတို့ကအာနာရှင်အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့သူတို့ဟပေးရမှာပဲကိုကအာနာရှင်တဲ့အကျိုးမရှိတဲ့အတွက်ဒီမဟာနာဆိုတာလည်းဟပေးမှာမဟုတ်ပါဘူးဗျာဆိုတော့မဟာနာဆိုတော့ဇေရောမိတ်တဲ့အတိုင်းဆိုရင်တော့မဟာနိုင်တဲ့သူတွေ လူဝေးနေတဲ့အဖွဲ့အစည်းကြီးလို့ဒီလိုပဲပြောဆိုရမှာဖြစ်တာပေါ့နော်ဗျဆိုတော့ဒါကဒီနေ့ဥသောတိကတင်လိုက်တဲ့ပို့တစ်ခုသူ့ရဲ့ယက်တီချက်နဲ့အနေထားကိုဦးဇင်းတို့တင်ပြခဲ့ကြတာဖြစ်ပါတယ်ဆိုယဟန်ဆိုတာကသုပရိဘာနာဂုံနဲ့ညီညွတ်မှတန်ခစံတန်ဘိုးနဲ့ညီတာဖြစ်ပါတယ်ဆိုတော့ဓမ္မကိုမဆောင်မဲနဲ့ဓမ္မအကျင့်ကိုမကျင့်မဲနဲ့ဓမ္မကစောင့်ရှောက်တယ်ဆိုတဲ့စကားဟာတကယ်ကိုအလွဲကြီး လွဲနေတဲ့စကားဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဓမ္မမဆောင်တဲ့သူကိုဓမ္မကစောင့်ကြောက်တဲ့လားတဲ့မိကုံးကိုပဲဦးသိန်းတို့တို့တန်တော်မိကြမှာပဲဖြစ်ပါတယ်။အလုံးတော်ဣချုနေကြတဲ့ပရိသတ်များလည်းပဲဒါကိုဝေဖန်ပိုင်းခြားပါမိမိတို့ရဲ့ပတ်ဝန်းကျင်မှာဒီလိုဘုန်းကြီးတွေအများကြီးရှိပါတယ်။ဓမ္မမဟုတ်တာကိုဓမ္မလို့ဟောနေတဲ့ဘုန်းကြီးတွေအာရမပဲရက်တည်ပြီးတော့မှဓမ္မပဲရက်တည်တည်အောင်ရောင်နဲ့ အချောင်တွေအချောင်စားလုပ်နေကြတဲ့ဘုန်းကြီးတွေဒါလိုဘုန်းကြီးတွေဆိုလို့ရှိရင်ဒါ online ပေါ်မှာသူပြောလိုက်တဲ့သူတရားဆိုတဲ့စကားတွေဓမ္မအမေးဖြေဆိုတဲ့ဟာတွေဒါတွေပေါ့နော်ဒါတွေကိုပြန်ဆန်းစစ်ဝေဖန်ပြီးတော့မှမမှန်ကန်ကန်ဥစဉ်တို့တွေသုံးသပ်နိုင်မှသူတို့ထည့်တဲ့ခြင်းတွေကိုဥစဉ်တို့တွေမနစ်မောမှာပဲဖြစ်ပါတယ်ဒါကြောင့်ဝေဖန်မှာစန်းစစ်ပါသုံးသပ်ပါဘာတွေပြောသလဲဆိုတာကိုဝေဖန်စန်းစစ်သုံးသပ်ဘလို့တွေရက်တည်နေသလဲဆိုတာကိုဝေဖန်စန်းစစ်သုံးသပ် လူတွေလောက်ကန်ကြံစီနေတဲ့ဆိုတာဝေဘာစမ်းတဲ့သုံးတက်မှမိမိတို့ခေါင်းကချစ်ချင်းပြတော်နိုင်ပါမှစစ်မှန်တဲ့ဓမ္မတရားရဲ့ရတာကိုခံစားပြီးတော့မှဓမ္မအတိုင်းလိုက်နာကျင့်သုံးပြီးတော့မှဓမ္မကတကယ်စောင့်ချောက်မှာပဲဖြစ်ပါတယ်။ဒါကြောင့်အလုံးသောပြိတ္တများအနေနဲ့လည်းပဲဓမ္မအပေါ်မှာရက်တည်ပြီးတော့မှဓမ္မရဲ့အဆောင်အချောက်ကိုအလုံးခံယူနိုင်ကြပါစေကြောင်းပြောကြရင်းနဲ့ဒီတင်ပြချက်ကိုညီကုန်းကပ်ဆုံးသတ်အပ်ပါတယ်။အလုံးကိုကျေးဇူးများစွာအတင်ရှိပါတယ်။